ုံအားတွင်းတဲ့ချိန်မှာဒီအချက်တွေကိုမလုံမိစေနဲ့မင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုထဲမှာတော့မိတ်ဆွေတို့အတွက်ဖုံးအားသွင်းတဲ့ချိန်မှာမလုံတင်တဲ့အချက်၁၀ချက်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဖုံးကအတစ်တွေဝေထားတာမကြသေးပေမဲ့ဘက်ထရီအားမခံတာတွေအပူလွန်ကေးတာတွေဖုံးပြက်တာတွေရဲ့အကြောင်းရင်းကဒီအချက်တွေကိုမထိန်တိန်လို့ဖြစ်နိုင်ပါတယ်ဘယ်လိုအချက်တွေကြောင့်ဖြစ်နိုင်မလဲဆိုရင်အခုပဲကျွန်တော်နဲ့အတူအကြည့်ရအောင်နံပါတ်၁ ဖုန်းအားတွင်းနေရင်ဖုန်းတုံးခြင်းဖုန်းအားတွင်းနေရင်ဂိမ်းဆော့တာ YouTube ကြည့်တာ Facebook တုံးတာတွေ social application တွေအများကြီးဖွင့်ထားပြီးတော့တုံးနေတယ်ဆိုရင် battery အပူချိန်တွေအများကြီးတက်လာတတ်ပါတယ်အပူလွန်ကဲမှုကြောင့် battery ကိုအစားမြန်စေပြီးဖုန်းထဲက chip တွေကိုပါတက်တန်းတူစေပါတယ်ဒါကြောင့်အားတွင်းနေစမှာဖုန်းတုံးတာ application တွေအများကြီးဖွင့်ပြီးတော့တုံးနေတာတွေကိုရှောင်တင်ပါတယ်ချစ်နိုင်ရင်မတုံးတာကအကောင်းဆုံးပါပဲနံပါတ်1 original အတွင်းကျူးမတုံချင်းဖုံးဝယ်လာစဉ်ကပါလာတဲ့မူရင်း original အတွင်းကျူးမတုံပဲတခြားအတွင်းကျူးတုံးနေရင်ဘူးအားမတိမငိမ့်ဖြစ်လာနိုင်မယ်ဖုံးဘက်ထရီလုံးဆောင်ချက်တွေတဖြည်းဖြည်းကျလာမယ်ရေရှည်မှာ motherboard နဲ့ battery ကိုထိခိုက်ဖြစ်စီနိုင်ပါတယ်ဒါကြောင့် original အတွင်းကျူးတုံးဖို့အရေးကြီးပါတယ် original အတွင်းကျူးကိုပဲတုံဖို့တိုက်တွန်းပြစေ။နံပါတ်3အပိဓာနဲ့ကျူးမဖြုတ်ခြင်း ဘက်ထရီအားတရားရခိုင်နှုန်းပြည့်တဲ့အချိန်မှာအာတွင်းကျိုးအမြန်ဖြုတ်ပေးဖို့အရေးကြီးပါတယ်။ဘယ်လိုစမတ်အာတွင်းကျိုးပဲတုံတုံဘက်ထရီအားပြည့်တာနဲ့ကျိုးဖြုတ်ဖို့အချိန်တတ်မှတ်ထားဖို့ကိုအကြံပေးချင်ပါတယ်။နံပါတ်၄အာတွင်းနေရင်အဖုံးဖုံးခစ်တွေမဖယ်ပဲတွင်းချင်းဖုံးအိတ်အဖုံးတွေကအပူဖန်တတ်တဲ့အရာတစ်ခုပါ။အာတွင်းနေစီမှာပဲဖုံးကိုအတူပူသွားစေပါတယ်။အဖုံးအိတ်ထိတ်ထားပြီးအာတွင်းတာကပူတာပူဆူးသွားစေပါတယ်။ ဘက်ထရီဖောင်းပွားမှုဖြစ်ဖို့လွယ်ကူသွားစေပါတယ်။ဒါကြောင့်အာတွင်းတော့မယ်ဆိုဖုန်းခစ်အဖုန်းဖယ်ပြီးမှအာတွင်းဖို့အကြံပြုပါတယ်။နံပါတ်၅အပူလွန်ကဲတဲ့နေရာမှာအာတွင်းခြင်း။တချို့ကအပူလောင်နေတဲ့နေရာ၊နေရောင်ခြေရှိတဲ့နေရာတွေမှာမတော်တဆထားမိကအာတွင်းထားတတ်ကြပါတယ်။နေလောင်တဲ့နေရာမြေဖူပဲတွေမှာထားပြီးအာတွင်းတာကဖုန်းအပူများတက်လာပြီးဘက်ထရီကိုအလွယ်တကူဖြည့်ဆည်းစေတတ်ပါတယ်။ နေရောင်မထီးတဲ့နေရာအေးတဲ့နေရာမှာထားပြီးအာတွင်းဖို့အကြံပေးပါတယ်။နံပါတ်6ဖတ်ချချင်းဖွင့်ပြီးကြကြအာတွင်းထားခြင်းဖတ်ချချင်းဆိုတာဘက်ထရီကိုမြန်မြန်အာတွင်းပေးတာဖြစ်ပေမဲ့သူ့ကိုတိကျစွာသုံးတက်ဖို့လိုလှပါတယ်။တချို့ဖုန်းကတနာကြီးတရားရခိုင်နှုန်းပြီးသွားတာရှိပေမဲ့ပြီးသွားတဲ့နောက်အာထက်တွင်းထားနေရင်အပူလွန်ကေးတတ်ပါတယ်။ဖတ်ချချင်းနဲ့အာတွင်းထားတယ်ဆိုရင်ပြီးတာနဲ့ကျူဖြုတ်တာကအပူလွန်ကေးလာခြင်းမှကာကွယ်စေနိုင်ပါတယ်။ နံပါတ်9ဘက်ထရီမနည်းခင်ကြိုတင်အားတွင်းခြင်းတချို့လူတွေကဘက်ထရီအား90ရာခိုင်နှုန်း80ရာခိုင်နှုန်းကျနေတာနဲ့အားပြန်တွင်းတက်ပါတယ်ဒီလိုလောက်တာကဘက်ထရီလေပတ်မှုဆွမ်းအားကိုအပြည့်ဆုံးကုန်စေပါတယ်ဘက်ထရီအားကိုပုံမှန်20ရာခိုင်နှုန်း80ရာခိုင်နှုန်းကြားမှာထားတုံးတာကအကောင်းဆုံးပါဘက်ထရီအားကိုလုံးဝကုန်သွားသည့်အထိမတုံးပါနဲ့ဘက်ထရီအားနေဆုံး15ရာခိုင်နှုန်းလောက်တာကျနေပြီဆိုရင်အားတွင်းကိုအကောင်းဆုံးချိန်ပါ တရားရခိုင်နှုန်းထိအပြည့်တွင်းပါဒါခဘက်ထရီရဲ့ကျန်းမာရေးအတွက်အရေးကြီးတဲ့အချက်ပါနံပါတ်၈ power bank မတော်တဆမှာတုံးချင်း power bank တချို့က protect stability မရှိပါဘူး low quality power bank တွေကဖုံး circuit တွေကိုအပြည့်တွင်းတွင်းတက်ပါတယ်မန်ကန်တဲ့ brand ထုတ် power bank တွေရွေးတုံးဖို့အရေးကြီးပါတယ်နံပါတ်၉ဖုံးအားတွင်းရင်အိပ်ပျော်သွားခြင်းတချို့လူတွေကဖုံးအားတွင်းထားပြီးဖုံးကိုလက်အောက်တို့မဟုတ်ကောင်းအောက်မှာထားပြီးအိတ်တက်ကြပါတယ် ဒါကလုံးဝမလုံတင်တဲ့အရာပါအပူလွန်ကဲရင်ခန္ဓာကိုယ်ထံအပူစွမ်းရင်တက်ဆစ်ခြင်းဖြင့်အန္တရာယ်ရှိတဲ့မီးလောင်မှု တွေကိုလည်းဖြစ်စေနိုင်ပါတယ်မကြတဲ့ခင်ကတချို့မီဒီယာတွေမှာဒီလိုဖုံးအတွင်းနေရင်အိပ်ပျော်သွားခြင်းမီးလောင်မှု ဖြစ်ခဲ့တာတွေကိုလည်းတွေ့ဖူးကြမှာပါကျွန်တော်အနေနဲ့အကြံပြုချင်တာကအာတွင်းမှုလူလာရင်အိတ်ခမ်းထဲမဟုတ်ပဲလေဝင်လေထွက်ကောင်းတဲ့နေရာမှာထားပြီးတွင်းပါအိပ်မဲ့ချိန်ဆိုရင်အာတွင်းကြိုးဖြုတ်ပြီးအိပ်ပါလို့အကြံပြုချင်ပါတယ်နံပါတ်10 ဖုံးအားနေနေချိန်မှာအားအမြတ်တွင်းချင်းဖုံးဘက်ထရီအားသုံးရရခနုံးရောက်လို့နေနေချိန်မှာဖတ်ချာချိန်ဖွင့်ပြီးအားအမြတ်တွင်းချိန်လိုက်တာကဘက်ထရီကို electric shock ဖြစ်စေနိုင်ပါတယ်အထူးသဖြင့် protection system မရှိတဲ့ဖုံးမျိုးဆိုရင်ဟတ်ဝဲပါပြတ်သွားနိုင်ပါတယ်ဒါကြောင့်ဖုံးဘက်ထရီအားလက်ကျန်1500ရာခိုင်နှုန်းမှ2000ရာခိုင်နှုန်းလောက်ကြန့်ချိန်မှာကျူတင်အတွင်းပါလို့အကြံပြုချင်ပါတယ် ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ရဲ့ဖုံးကူဒီလိုအတွင်းနေချိန်မှာမလောက်တင်တဲ့အချက်စိတ်ချက်ကိုတိထားမယ်ဆိုရင်မိတ်ဆွေရဲ့ဖုံးဘက်ထရီကတနစ်နနစ်မကနှိပ်ရှည်ချခံနိုင်မှုတိကျပါတယ်ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်ဗဟုထူတာတစ်ခုရတယ်ထင်ရင်ဗီဒီယိုကို like and share comment များရေးပေးတောင်းနိုင်ပါတယ်ကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြရအောင်